သမှုဟုတ်ကဲ့ကျွန်တော်နာမည်စိုးသက်တို့ပါခင်ဗျာအားလုံးကတော့ကိုတိုနီလို့ခေါ်ပါတယ် production ကပါခင်ဗျာအဲ့ဒါကကျွန်တော်တို့ပထမတော့ story draft ပေါ့နော်ဒီဥစ္စာကိုအရင် canon plus နဲ့ပြရတယ်ပြပြီးတော့မှကျွန်တော်တို့ကဒီမှာအဲ့ဒီ story base ဟိုပါပေါ့ base story ရေးတဲ့ညီလေးတစ်ယောက်ရှိတယ်သူ့ရဲ့ story ကိုကျွန်တော်တို့ကအခြေခံပြီးတော့မှဒီဘက်မှာဘယ်လို character မျိုးတွေထည့်မယ်ဘယ်လို cast တွေကိုရွေးမယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကဆုံးဖြတ်ပြီးတော့ ဒီ writer နဲ့ပြန်တိုင်ပြီးတော့ရွေးချယ်ခဲ့တာပါခင်ဗျာဟုတ်ကဲ့အာကျွန်မကတော့လက်ရင်နိုင်ပါလက်ဟိုဒီဒီမှာတော့ဇညောအနေနဲ့ပေါ့နော်အဓိကပါဝင်ထားတယ်ဒီကန်ဆက်ကန်ဆိုတဲ့ဇလန်းမှာတော့ကျွန်မတယောက်တည်းတော့မဟုတ်ဘူးပေါ့ကျွန်မနဲ့အတူတူပူတွဲပြီးရေးတယ်ယမင်းရှိတယ်ပေါ့နော်ဒါပေမဲ့ယမင်းကတော့ဒီမှာမရှိရဲ့အတွက်ကြောင့်မို့လို့လောလောဆယ်ကတော့တယောက်တည်းပေါ့နော်ကန်ဆက်ကန်ကဘယ်လိုတွေ develop လုပ်ခဲ့လဲဆိုတော့ဇလန်းကဆက်စားခြင်းမှာ သူဇလန်းတယ်လာတဲ့လူနှစ်ဦးရှိတယ်ဒါပေမဲ့အဲ့နှစ်ဦးကကြားထဲမှာတော့သူတို့ကအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်မရှိတော့ဘူးဒါပေမဲ့ကျမတို့အဲ့ကျမနဲ့ရမင်းစီမှာဒီဇလန်းကကြံခဲ့ရပေါ့ဒါပေမဲ့အဲစပြီးတော့ develop လုပ်နေတဲ့အချိန်မှာတော့လေးယောက်တူတူ develop လုပ်ဖြစ်တယ်ဇန်ညောတကယ်ရေးတဲ့အချိန်မှာတော့ကျမအဲလဲရမင်းနဲ့ပဲကြံခဲ့တာပေါ့နော်အဲ့တော့ဒီဇလန်းရဲ့အမျိုးအစားလေးကတော့ လို့ဝတ်သေးဖို့လို့ပြောရမှာလားပေါ့နော်အဲအဲ့လိုမျိုး action တော့မပါဘူးဒါပေမဲ့အဲ့လိုမျိုးစိတ်လှုပ်ရှားစရာတွေအဲ့လိုမျိုးနည်းနည်းကြောက်စရာကောင်းတဲ့ဟာတွေပြီးတော့ drama ဇာတ်လမ်းတွေပေါ့နော်အဓိကတော့ drama ပုံများတယ်အဲ့ drama မှာမှနောက်ထပ်ကအဲ့ trailer ကိုရောထားတဲ့ဇာတ်လမ်းလေးပေါ့နော် character လေဒီဇာတ်လမ်းကရမ်းများတယ်အများကြီးမအများကြီးပဲပြီးတော့ character ကဒီ main character ကိုတည်တံ့ထုတ်လို့မရဘူးအကုန်လုံးက main character လို့ဖြစ်နေတယ်အဲ့ character တယောက်ချင်းစီမှာလည်း background history တွေကများတဲ့ခါကျတော့ဟို character အရင်များတဲ့ဇာတ်လမ်းလို့ပြောလို့ရရပါဘောเนาะရောက်လာကြပြီလားကျွန်တော်ကမနေခင်ရောက်လာကြမယ်ထင်တာ อ๋อโหကျွန်တော်ထုံနှုံးဝင်ပါဒီရင်ကဒေါခင်စင်ရဲ့တူပါတူတော့ကျွန်တော်ရဲ့မျိုးသမီးစုထဲတဲ့ကျမတို့ကမနေ့ကလေးကညိုနေတာဘယ်ချိန်ရောက်မှမမသိတော့မကြုံနေမိလိုက်ဘူးဟုတ်ကဲ့ကျွန်တော်ကိုထူပါအာဟုတ်ကဲ့ပါခင်ဗျဟုတ်ကျွန်တော်မနေ့တည်းကထွက်လာတာလမ်းမှာအမင်းနဲ့ခရီးလဲပါတော့အခဏနားလိုက်တာဒီအမေဘာမှအလင်းလို့စရာမရှိဘူးဆိုတော့လေအေးဆေးပဲနားလိုက်တာကြာဒေါခင်စင်ရော တော်ခင်စင်ကဟိုဟိုနေမကောင်းဖြစ်နေလို့အဲ့ဒါတော်တော်တော်ကဒေါ်ဝင်းကြည့်ထင်တယ်နော်ကားနဲ့လာရတာပြင်ပန်းလိုက်တာတော်တော်ရယ်နေရင်လေးနဲ့လာလိုက်တာမဟုတ်ဘူးကျမကစုထပ်ပါတော်တော် အဲ့ character တဲမှာဆိုလို့ရှိရင်တော့ဒီမိသားစုတွေမိသားစုတွေပေါ့နော်အဲ့လိုမျိုးအစုလိုက်လေးတွေလည်းရှိတယ်ပြီးတော့သူ့အဖွဲ့အစည်းနဲ့သူ့အဲ့လိုမျိုး group like လေးဖြစ်နေတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ပထမမိသားစုကတော့သူကတော့မျိုးကနေဒီမျိုးလေးကိုအဲ့လိုအကြောင်းကိစ္စတစ်ခုကြောင့်လာတဲ့မိသားစုပေါ့နော်အဲ့မှာဆိုလို့ရှိရင်သမီးလေးနှစ်ယောက်ဖြစ်တယ်ခေတီနေပြီးတော့သူတို့ရဲ့မိဘတွေဖြစ်တယ်မနီလာနဲ့ကို ကိုထူးပေါ့နော်အဲ့မိသားစု၄ယောက်ရှိတယ်ပေါ့နော်သူတို့ရောက်လာတဲ့အချိန်မှာဇလန်းကစသွားတာပေါ့ဇလန်းကစဖြစ်သွားတာပေါ့အဲ့တော့ဒါပေမဲ့သူတို့ကလည်းသူတို့ကလည်းရည်ရွယ်ချက်ရှိရှိနဲ့သူတို့ကလည်းအဲ့လိုမျိုးသူတို့မှာတခုခုလိုချင်တတ်မှတ်မှုတခုနဲ့လာတယ်လာရင်းနဲ့ကမှဒီဘက်မှာဒီမှာငိုရှိပြီးသားအဲ့ပြဿနာတွေကြားတဲ့ကိုရောဝင်သွားပြီးတော့အကြီးကြီးဖြစ်ကုန်တာပေါ့နော် တို့လည်းအဆင်ပြေပါမလားမသိဘူးမဆုတော့တော့ကူညီပေးနေပါ့။ခဏနေဖူလက်သွားကြည့်လိုက်မယ်လေ။ညီလာတော့လေ။ညီလာတို့ဒီထိအချိန်ကုန်ခံပြီးလာတာဟမ်းမမလားကို။ဒီအိမ်ကြီးကဘလောက်ပဲကောင်းနေပြောပြော။နေရအိမ်ပဲလေ။အမွေခွဲတော့ဘလောက်ရမှာမလို့။အိမ်ကြီးကတော့တော်တော်ကောင်းနေရော။ရောင်းရမှာမရောကြရဲ့။သူတော်တော်ကောင်းအောင်စောက်တာ။ကိုကအမြဲကောင်းမြင်တတ်တယ်နော်။ညီလာကတော့လေ ။နီလာတို့ဒီကိုလာပြီးအချင်းချင်းဖြစ်ချင်တာတော့အမှန်ပဲ။နီလာတို့အဓိကလိုတာငွေမလား။အာဂျော့ကင်စိန်ပေါ့နော်။အဲ့ဒော့ကင်စိန်ဆိုတဲ့အဖွားကြီးနဲ့အတူနေတဲ့မိသားစုတစုကလည်းရှိတယ်။အဲ့ဒါကတော့သူ့မှာလည်းအဲ့လိုမျိုးဆက်ကျော်တဲ့ရွယ်သားလေးတယောက်နန်းနာဆိုတဲ့သားလေးရှိတယ်။သူ့အဖေနဲ့အမေကကြောင့်ကိုတို့နှောင်းဝင်းနဲ့မဆုထက်ပေါ့နော်။သူတို့မိသားစုကလည်းဒီဘွားကြီးနဲ့တော့ပေါင်းနေတယ်ဒါပေမဲ့သူတို့ကလည်းတကယ်မိသားစုတွေလားဒါမှမဟုတ်ဘလို့တော်ဆက်တာလဲဆိုတဲ့ဟာလည်းအဲ့လိုမျိုးလျှို့ဝှက်ချက်တွေရှိနေရပါတော့။တော် နန္ဒာဘာတွေထုတ်ဖို့နေလဲဒါခြံထဲမှာပဲအလုပ်သမားတွေနဲ့တွားနေလိုက်မလားလို့ဒါလေးလည်းသနာပါတယ်သူ့အခန်းကိုလည်းဖယ်ပေးရတယ်သူတို့တွေရောက်လာမှကျမတို့လည်းနေစရာနေရာကိုပျောက်ရောပဲအဲ့ဒါဘိုးကောင်းဖို့အတွက်ဖြစ်လာပဲလေကွာငါတို့ကခုချိန်မှာဒေါကင်စိတ်နာမှာအနီးကပ်တောင်နေရအောင်ပါဟုတ်တာဗောကူရဲ့ဟိုတော်တော်ကနေမကောင်းဖြစ်နေရဆိုတော့ ကျမတို့ကပဲတော်တော်ဆောင်ရှောက်ပေးရမှာပေါ့တော်တော်ကကျမတို့ရဲ့ကျေးဇူးရှင်ပဲလေဒီမိသားစုသုံးစုလို့ဖြစ်နေတယ်မိသားစုကဒီအိမ်တဲ့အိမ်ထဲမှာတော့ပေါင်းမိတယ်တော့ပေါင်းမိတဲ့ချိန်မှာပဲသူတို့နဲ့ဆက်နွယ်နေတော့လူသားမှုတစ်ခုကစရတယ်ပေါ့နော်မြို့ဝင်ကကန်ဆက်ကန်ဆိုတဲ့ကန်နီးမှာလူသားမှုတစ်ခုဖြစ်သွားလို့ပါရှင်အဲ့ခင်းပြတဲ့နေရာနားမှာခမရကောက်ရက်ခဲ့သေးလားမရက်ပါဘူးမရက်ဘူး အဲ့ဒီနားမှာဒီကားဘင်းရာရောဝီချဲဘင်းရာမှာတွေ့တယ်။တေချာတာတခုကတော့ဒီနောက်ဖြတ်သွားတာဒီကားတစ်စီးပဲရှိတယ်။လူတမှုရဲ့ဒီမူခင်းအဖြစ်ပြက်တွေအကုန်လုံးကသူတို့စီဥတည်နေရပေါ့နော်။အဲ့တော့မြို့ကလာတဲ့လူတွေကပဲဒီကိစ္စကိုလုတ်ခဲတာလားဒါမှမဟုတ်ဒီမှာငကိုရှိနေပြီးသားလူတွေကပဲဒါကိုလုတ်တာလားဒါမှမဟုတ်ဘာအကြောင်းအကြောင်းသူတို့စီကိုအဲ့ဒီຢာတွေအကုန်လုံးကဥတည်နေရလဲပေါ့နော်။ အဲ့ဒါအနေနဲ့ဇနန်းကစသွားတယ်ပေါ့နော်ခံဆက်ကန်ကပြောရမယ်ဆိုရင်တော့အရင်တော့အဲ့နာမည်မဟုတ်ဘူးဗျဒီဥစ္စာကကျွန်တော်လုပ်တက်တလျှောက်မှာဒါဟို milestone ဆိုလည်းဟုတ်တယ်ခက်ခဲခဲ့တဲ့အရာတစ်ခုတည်းကပါတယ်ဆိုရင်လည်းဟုတ်ပါတယ်ဘာလို့လဲဆိုတော့ကြိုက်ကူးရေးကိုဟိုလောက်ပေါ့အာနှစ်လကျော်လောက်နောက်ဆုတ်လိုက်ရတယ်မှန်မှန်ကျွန်တော်တို့ကမိုးလွရိုက်ဖို့ရည်ရွယ်ထားတာပါကန်ဆက်ကန်ကဒီ outdoor scene တွေလည်းများတယ်ပြီးတော့ဒီ night scene တွေလည်းများတဲ့ကြောင့်ကျွန်တော် mooring ကိုကျွန်တော်ရှောင်ဖို့ရည်ရွယ်ခဲ့တယ် ဒါပေမဲ့အဲ့မှာအကြောင်းကြောင်းကြောင့်ကျွန်တော်တို့ကဒီနောက်ကျသွားရပေါ့ဗျာနောက်ကျသွားတဲ့ကြောင်အဲ့မှာမိုးတွင်းနဲ့တဲ့တဲ့တိုးတဲ့ချိန်မှာဒီနှစ်ကလည်းရာသီဥတုကအရန်ဟိုမုန်တိုင်းလည်းများတယ်များတော့ကျွန်တော်ခက်ခက်ခဲခဲနဲ့ကိုရိုက်ကူးခဲ့ရတာပါဟုတ်ကဲ့3 2 1 action ဦးလေးဦးလေး ကတ်ဟန်တကောင်းရမယ်တော့ဟိုကဇော်ကြီးနဲ့ကိုတရားကြီးကအရန်ကြီးလိုဖြစ်နေတာဟုတ်ပါဘူးကြီးနေမှာဖြစ်နေတယ်အဲ့ဒီကဝန်တာလေးအနေနဲ့50လောက်ပဲလို့50လောက်ပဲရကူကြီးမှာခက်ခက်ခဲခဲရဲရဲဆိုတာဒါအဓိကတော့သူကအိုးကြီးကိုလုံးပါရဗျာအဲ့အိုးကကျွန်တော်တို့ကတကယ်တမ်းဆိုရင်သူကဒီမြို့တီနန်းတီပုံစံမျိုးပေါ့ကမ်ဘီကလည်းနည်းနည်းပါတော့အဲ့အိုးကိုဖန်တီးဖို့ကတော့တော်တော်အချိန်ယူခဲ့ရတယ် ဟိုဝယ်လို့ရတဲ့အိုးမျိုးဆိုရင်တော့မှခုခေတ်လဲရပါနေမှာတို့ပြီးတော့ကျွန်တော်တို့ဒီပြီးစလဲဖြစ်သွားမှာဖြစ်ကြအောင်အဲ့အိုးကိုဒီဇိုင်းထုတ်ရတယ်ဒီဇိုင်းထုတ်ပြီးတော့အိုးကြီးပဲကျွန်တော်တို့ကိုယ်လုံး17လုံးပေါ့အားလုံးတော့ဒီ setting အဟောင်းတွေအစ်စ်တွေလောက်တာဆိုအားလုံးပေါင်း17လုံးကိုတကယ်ပြင်ပြင်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်အဟိုလောက်ကြာတယ်အဲ့အိုးလောက်တာကြီးပဲ၃ဘတ်တလလောက်ကိုအချိန်ပေးရတယ်ဗျဟုတ်ကဲ့အဲ့တော့တော်တော်စောင့်ခဲ့ရပါတယ်ဟုတ် ဒီကန်ဆာကန်ဆာလမ်းလေးကပထမအကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲဒရမာဒီမိသားစုအမွေကိစ္စနဲ့ဖြစ်ပျက်ကြတဲ့ဒရမာဇာလန်းပြီးတော့လူတက်မှုနဲ့ပေါဝင်နေတဲ့ရှုပ်ထွေးတဲ့ဇာလန်းတခုလို့ထင်ရပါမယ်။အဲ့နောက်ကွယ်မှာအဲ့ထက်ကျယ်ပြတ်တဲ့ history တွေလည်းပါတယ်။တမိုင်းချောင်းတွေလည်းပါတယ်။ပြီးတော့ခုနကပြောတဲ့ရုံမားတန်တရာတွေပါတယ်ပေါ့နော်။ပြီးတော့အယူလွဲမှားခြင်းတွေပေါ့နော်။အဲ့ဒါတွေလည်းပါတဲ့အခါကျတော့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာလန်းပေါ့နော်။သူ့စီမားကအဲ့လိုမျိုးအစားပလာနေအများကြီးပါတဲ့အခါကျတော့စိတ်ဝင်စားချက်အချက်လက်တွေလည်းအများကြီးတွေ့ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီကားလေးကိုအကုန်လုံးကြီးရှုပြီးတော့စိတ်စိတ်ဝင်တစားနဲ့ကြီးရှုနိုင်မယ်လို့မျှော်လင့်နေအဲ့အတွက်ကြောင့်မလို့လဲကြီးရှုအားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ကန်ဆက်ကန်ကဇလန်တွဲရာမကြခင် Canon Plus မှာပြသတော့မှာဖြစ်တဲ့အတွက်ကြောင့် Canon Plus Mobile ဇလန်တွဲဖြစ်တဲ့ကြောင့် Canon Plus မှာပဲအားပေးဖို့အတွက်မြေတားရခံပါတယ်ခင်ဗျာကျွန်တော်တို့လည်းအားလုံးပါဝင်ကြိုးစားခဲ့တဲ့အတွက်ကြောင့်ဒါအောင်မြင်တဲ့ဇာတ်တုပ်တစ်ခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်ကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် 那里拉，拿拉了，但拿烂底。他妈，搜他妈的狗！我问个啥？你你别讲亏来着，你别别拿保险。啊？刘参谋？没干甘干甘肃干的吗？刘参谋的工就短了。 ဘာလို့ဒီအိမ်မှာရောက်လဲသမီးလေးသမီးအိမ်မထဲကအိမ်နဲ့တူတယ်ဒီဦးဘူးတူယူသွားတယ်အိုးကိုလုံးကိုတိုက်နေကျွန်တော်တို့ပဲမဟုတ်ဘူးအိုးကိုလုံးအိမ်ကတော့ခက်တယ်မှာဘာထည့်ထားလဲဆိုတာမင်းအသိဆုံးတော်တော်ဖိုလ်လို့ရောင်းလို့ရမယ်ထင်တယ် မျိုးကလာတဲ့လူတသမားမိသားစုဆိုရွေးချီးနေမနေလာလူတတ်မှုမှာအဓိကတန်တရားရှိသူတွေကစင်လေးစံသက္ကနာမိလာမမဖမလဲဘာရီတူထိုင်သူများလောက်ပြီးသားအလုပ်ကိုလက်စတက်ပေးတယ်ဘလို့ကန်ဆက်ကန်အမှုတော့ရတယ်အလောင်းကရဲရဲစစ်စစ်အသက်ခံထား 明年家里呀，得酷骗你来喽，再还不完了。明年托比生点伢子呀，天天来骗你。没有偏下，没有偏下。